ဘရစ်တစ်အလုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်မြန်မာနှစ်တစ်ပြည်တယ်လျှော့ရဲ့ခန်းစားခွေတွေဒေါ်ဆန်းစုကြည်ကိုဆွဲခတ်တဲ့ပုံမှတ်များမပါခဲ့ဘူးလို့သိရပါတယ်မြန်မာနှစ်၁၇ရက်နေ့ကစကောက်စီရဲ့လူငယ်ခွေနဲ့ပြည်တယ်လျှော့ပေါခန်းစားခွေတွေမှာနိုင်ငံတော်ဗင်္ဂဘုတ်ကိုဒေါ်ဆန်းစုကြည်နဲ့နိုင်ငံခေါင်းဆောင်တွေမပါဝင်အောင်ပုံမှတ်တွေကိုကန့်တက်ပြီးစကောက်စီရဲ့ကြီးညာချက်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ဒေါ်ဆန်းစုကြည်ဟာစကောက်စီလက်အောက်မှာ2029နဲ့ကြာခဏရတာဖြစ်ပြီးမဆလ28ရက်နေ့ ကလောက်ခတ်ခဲ့တဲ့ငနဲ့ကြောင်းလက်ကျိုးပြီးထိခိုက်မှုရှိခဲ့တယ်လို့အေဘီလာ၁၇ရက်နေ့သတင်းမှထွက်ပေါ်နေခဲ့တဲ့ဖြစ်ပါရယ်စစ်ကောင်စီရဲ့လူငယ်ဟာဆိုလို့ရှိရင်စေတနာမမှန်တဲ့လူငယ်လူနိုင်ငံရေးလက်လာသူတွေကမှတ်ချက်ပြုချဖြစ်ပါရယ်မြန်မာနိုင်ငံမှာရှိနေတဲ့အကျဉ်းထောင်အတတီမှာပြည်တင်ကြခံရတဲ့အကျဉ်းသားအကျဉ်းသူ၄863ဦးကိုလူငယ်ချမ်းသာခွင့်ပေးလိုက်တယ်လို့စစ်ကောင်စီရဲ့၂၀၂၅ခုနှစ်အေဘီလာ၁၈ရက်နေ့မနေ့ပိုင်းကထုတ်ပြန်ထားဖြစ်ပါရယ်ဒီလူငယ်ထံမှာဆိုရင်မတရားဖန်ဆီချုံလောက်ခံထားရတဲ့နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဂျော့ ဆန်းစုကြည်နိုင်ငံတော်သမ္မတဝန်ကြီးနဲ့တခြားထင်ရှားခဲ့တဲ့ခေါင်းဆောင်တွေလွတ်မဲ့အရေးအယောင်နဲ့မတွေ့ရတာပဲဖြစ်ပါတယ်အခုလည်းညင်းနဲ့ပြန်လည်လွတ်လာတဲ့တူရရလဲနောက်တစ်ချက်ပြင်းမှုကျွနှမယ်ဆိုရင်တော့လက်ရှိ shop ပြလိုက်တဲ့ပြည်တံကိုပါပေါင်စီချခံရမယ်ဆိုတဲ့တမတ်ချန်နဲ့စကောင်းစီကလွတ်ပြလိုက်ကြလဲဖြစ်ပါလိမ့်။ကျွန်တော်တက်ဆက်ပြမှုကျွန်မပဲကြာနာကိုပြောပါရှင်။အော်ဗီနာဆင်မအတွဲအတူပဲကျဆွတင်ရှိပါရှင်။